ကျွန်တော်တို့တိုင်းပြည်မှာလူဖြစ်နေပေမဲ့လူမပီထိုက်တဲ့လူတွေညားနေတဲ့အတွက်ဒီတိုင်းပြည်ဟာနော်အာနာယူတွေလူရုပ်မာတွေကအဲ့လိုနေရာတက်လှတော့ခံနေရတာအဲ့ဒါအဖြေပဲနော်ဒီကနေ့တနိုင်ကန်လုံးမငလီချောက်သေချင်ပျက်စီးပုတ်ဆော်နံပြီးတော့ပြောင်းတက်နေတဲ့အချိန်နိုင်ငံတကာကနော်အဲ့ဒီဒီမှာသေးနေတဲ့အလောင်းတွေကြားထဲကမသေးမရှင်းဖြစ်နေတဲ့လူတွေကိုလာပြီးတော့စွဲထုတ်ကူညီကယ်ဆယ်နေတဲ့အချိန် အဲ့လိုကူညီကယ်ဆယ်နေတဲ့လူတွေတော့အသက်တွေထပ်ပေးနေရတဲ့အချိန်အဲ့လိုအချိန်မှာနော်ထူမိုင်မန်ကဂျိုးလင်းနဲ့တီးဖို့ကခုံပြီးတော့မန္တလေးမှာလူတရာလောက်လှဲ့တယ်ရှမ်းပြည်နယ်အောင်ပန်းမှာနော်အဝတ်ကောင်းဆက်လက်တွေဝတ်ပြီးတော့ရှင်လောင်းလှဲ့တဲ့ပွဲတွေကို live ပေါ်မှာတက်လာတယ်နော်ဒီပွဲတွေကဘယ်ရလဲဆိုတော့တပွဲကမန္တလေးကနော်တပွဲကတော့ရှမ်းပြည်နယ်အောင်ပန်းကအဲ့တော့ရှင်လောင်းလှဲ့တယ်ဆိုတာကအလူလောက်တာဗုဒ္ဓဘာသာအရာ နော်မောင်ရင်လောင်းရှင်ပြုတ်ွဲနော်အလူလောက်တာအဲ့တော့အဲ့ဒီအလူလောက်တယ်ဆိုရင်ကျောင်းနိုင်ဖုံးကြီးကွန်ပျူတာကိုယူရတယ်ဖုံးကြီးတွေကဒီရှင်လောင်းဝိမက်မောင်ရင်လောင်းကိုတင်ငန်းတောင်းတီးရဆာအရင်ခက်ကဆိုရင်တော့တလတိတိတော့ကျောင်းတွားပြီးတော့အပ်ပြီးတော့မိဘတွေစာချက်ကတင်ငန်းတောင်းတီးကိုအလွတ်ချက်ခိုင်းတယ်ဆိုတော့ဒီကထိန်နဲ့ဒီအလူနဲ့ပတ်သက်လို့နော်ဩစာရှိတာဒီအဲ့ဒီကထိန်ပြုတ်လို့မဲ့ကျောင်းမှာအဲ့အဲ့ဒီရှင်လောင်းပြုတ်လို့မဲ့ကျောင်းမှာဖုံးကြီးကဩစာရှိတယ်အခုဒီနေ့ကျွန်တော်နိုင်ငံမှာ စုပ်ပြတ်တက်ပြီးတော့ဒလောက်တောင်ပူဆွေးတော့ကရောက်မန္တလေးမှာเนาะကြုံမဲ့အလောင်းများကြီးတို့တောက်တံမှာမနိုင်မနှင်းဖြစ်အဲ့ဒါလို့အချိန်မှာဘလို့စိတ်သက်မျိုးဘလို့နှလုံးသားမျိုးနဲ့ဒီလိုမျိုးကခုံပျော်ပါတဲ့အရာကိုလောက်ကြတာပိုးရလို့မတတ်တော့ရှက်စရာကြီးဟမ်သူများနိုင်ငံကလာကူကြီးတက်ဆွန်ဆန်ပြအဲ့လာကူကြီးတဲ့လူတွေရောအသေးခံပြီးကူကြီးနေတာเนาะသွားဆွဲထုတ်တယ်မနေ့ကနေငလီဒီ 28ရက်နေ့လှုပ်ပြီးတဲ့အချိန်ကနေနောက်ဆက်သွဲလှုပ်တဲ့ငလင်အချိန်ရင်ပေါင်း169အချိန်ရှိသွားပြီဒီနေ့ထပ်လှုပ်တာမပါသေးဘူးအဲ့လိုကဲနေတဲ့အချိန်မှာထပ်လှုပ်လို့ပြီးပြီးတော့ထပ်တည်သွားတဲ့ကယ်ဆယ်ရေးသမားတွေအများကြီးရှိတယ်အဲ့ဒါသူများနိုင်ငံသားတွေခမားတို့ကျောက်တို့နိုင်ငံအတွက်လာကူညီပေးနေတဲ့လူတွေနော်အဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ဖွင့်ရမှာကြည့်ပါ လိုက်လဲလိုက်တယ်တခြင်းနဲ့ချုံမိုင်မိုင်ကကြိုးလေးတော့ငါကတတ်တယ်လွယ်လွယ်လေးတဲ့အေးချုံမိုင်မိုင်အဆင့်ပဲရှိတဲ့စောက်ဆင့်မရှိတဲ့လူတွေပေါ့လို့အဲ့လိုဖြစ်နေတာနော်ရှက်စရာကိုရှက်ကကောင်းမှန်းမသိတူများတိုင်းပြည်သားတွေတောင်မှဝမ်းနဲ့ပက်လက်နဲ့နော်ဒီအထိလာပြီးတော့ကူညီကယ်ဆယ်နေတာကိုအင်ရှင်နိုင်ငံကဟာတွေချုံမိုင်မိုင်ကကြိုးနဲ့မရှက်ကြတာလားအပိပြားလောက်တော့မဲ့ကြတဲ့အရာကြီးကတိုင်းပြည်တော့ကဘလောက်တော့ဂုံမဲ့လဲစဉ်းစားကြည့်ရင်အခုဒီငလျင်ကိုတကဘာလုံးက ်ပဒင်းမီဒီယာတွေမှာပေါ်ပြနေကြတယ်နော်ဘလို့တင်းကျဲတယ်ဒီအချိန်မှာမင်းအောင်နိုင်ကဘလို့ဘုံကျဲတယ်နော်ဒီလက်ရှိမြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခကိုကမ္ဘာသတင်းမီဒီယာတွေကအပြိုင်ဆိုင်ပေါ်ပြနေကြတဲ့အချိန်မှာဒါကြီးတက်လာကြီးကအိုးပြောစရာစကားမရှိတော့ဘူးဒါကြောင့်မလို့နော်ဆရာကြီးဦးအောင်ချိတ်ပြောသလိုလူချင်းပြေခမညာထမင်းစားတိုင်းလူမဖြစ်ပါနဲ့နော်အဲ့တော့ပဲအခုဒီရှင်လောင်းမှာပါတဲ့လူတွေထမင်းစားတိုင်းလူမဖြစ်ဘူးဆိုတော့ဒါတက်တယ်ပဲ 喏，o 自己自己。n 款这款。 တော့ရှင်ပြုဝဲဆိုတာကဗုဒ္ဓဘာသာဝင်ပြီးနော်တားယောက်ကြားရင်းမွေးထားရင်အရွယ်ရောက်လာတာ ਨੇ သာသနာပေါ်ကိုဝင်ခိုင်းတာရည်ရွယ်ချက်တည်နော်အဲသာသနာပြုပုဂ္ဂိုလ်ဖြစ်ရှင်တယ်စွန်းတင်ငန်းចောင်းဆဲဆိုတဲ့ပစ္စည်းလေးကဒါယကတာမှဖြစ်ရှင်တယ်အဓိကတော့ဒီသာသနာမှာဘုရင်ကပြောသလိုသာသနာပြုပုဂ္ဂိုလ်စွန်းတင်ငန်းចောင်းဆဲဆိုတဲ့ပစ္စည်းလေးပါဒါယကဒါကမှဖြစ်ရှင်တဲ့ရည်ရွယ်ချက်နဲ့ဒီရှင်ပြုပွဲကိုလောက်ကြတယ်နော်လက်ရှိမြန်မာပြည်မှာ ရှင်ပြပွဲတွေလုပ်ကြပါလေအခုခုနကကျွန်တော်ပြသွားတဲ့ဗီဒီယိုဖိုင်တွေအချားမြို့ဆိုကျွန်တော်တို့မပြောပါဘူးငလင်းတန်းကိုအဓိကခံရတဲ့မန္တလေးမြို့မှာလုပ်နေတဲ့ပွဲပါနော်အဲ့တော့ဒီရှင်ပြပွဲစီစဉ်ထားလို့ပါကျွန်တော်တို့ကျမတို့ကလောက်ကတာပါဆိုရင်လေဖြတ်လိုက်လို့ဘာဖြစ်သွားမလဲရက်ရွှေ့လိုက်လို့ဘာတွေဖြစ်သွားမလဲအဲ့ဒီရှင်မြူဝမ်းမှာလှူမဲ့ကျွေးမဲ့မွေးမဲ့ပစ္စည်းတွေကိုအဲ့ဒီငလင်းတန်းဒုက္ခရောက်နေတဲ့ဒူတွေနော်ပြီးလို့ရှိရင် နော်လာရောက်ကူညီနေတဲ့နိုင်ငံတကာတွေအဲ့ဒီလူတွေတွားကျွေးလိုက်တာကပို့ပြီးတော့မမြတ်ဘူးလားပို့ပြီးတော့လက်တွေ့ကြကြအထောက်ကူမဖြစ်ဘူးလားမြန်မာပြည်မှာရှင်ပြုတ်ကြတယ်နော်အရက်မပိုင်ရှင်ပြုတ်လို့မရဘူးအခုနောက်ပိုင်းဆိုရင်မြင်းသေးတို့ရေခဲတို့မွေးစေးဝါးတွေမပိုင်ရှင်ပြုတ်ဘဲမဖြစ်ဘူးနော်ကြက်တွေဝက်တွေအကောင်ပေါင်းများများဆိုတော့တတ်ကစဉ်းစားကြည့်လွဲနေတဲ့အရာကြီးဒါဖျားခွင့်ပြုတ်သားတဲ့အရာမဟုတ်ဘူးဖျားရောက် ရှင်ပြူပွဲအစသည်ရှင်သာရိပုတ္တရာကိုရာဟုတောင်ရှင်ပြူခိုင်းလိုက်တာနော်ရတော်ရီယာကအမွေတောင်းတဲ့ချိန်မှာရှင်သာရိပုတ္တရာရာဟုတောင်ရှင်ပြူပေးလိုက်ဆိုတော့ဘလို့ရှင်ပြူရလဲမွေမေးရင်နဲ့ဖခင်ကိုရှောက်ရင်နဲ့ဒီကနေစပြီးရှင်ပြူပွဲဖြစ်လာတာဖခင်ကရာဟုလာကိုရှင်ပြူပေးတဲ့ချိန်မှာဝက်အချိန်တရာကောင်၁၀ကောင်လည်းမပေါ်ဘူးနော်ကြက်ကြက်အချိန်တရာလည်းပေါ်မကျွေးဘူးဘာမှမလုပ်ဘူးအရက်လည်းမတိုက်ဘူးစဉ်းစားကြည့်ဒါပေမဲ့ဒီနေ့ခင်မှာရှင်ပြူပွဲကိုခေါင်းစဉ်တက်တယ်ဖခင်ကိုရောင်းစားတယ် ပြီးရင်ကိုလုတ်ချင်တာလုတ်ကြတာနော်အခုလက်ရှိမန္တလေးတဒါတမျိုးလုံးဖုတ်ဖုတ်ညက်ညက်ကျေပြီးတော့အကောင်လုံးအုပ်ပုံဖြစ်နေတယ်အောက်ထဲမှာပြီးပြီးတော့အောနေတဲ့သူတွေအတန်ပြောက်ကုန်ပြီနော်စခိုင်းဘက်မှာဆိုရင်ကယ်ဆယ်ရေးတွေမရောက်လို့အပေါက်ကနေထွက်ကုန်ပြီကယ်လို့မရဘူးထွက်နေကြတော့ပြီးနေတယ်ပထမတရက်နှစ်လောက်ကတော့အောက်ကနေအတန်အောနေသေးတယ်ခေါ်ကူညီတောင်းတဲ့အတန်ကြီးကြားနေရတယ်ဒါပေမဲ့ထွက်နေကြတော့လက်ပြီးလက်ကြီးနေတယ်၆ပြီး၆ကြီးနေတယ်ကိုကတော့မသေးသေးဘူးဘလောက်ခံစားနေအောင်လဲစဉ်းစားကြည့်စမ်း မတွေးရစရာနော်အခုဆိုအဲ့ဒီလူတွေအတန်မထွက်လာတော့ဘူးနော်ကုညီကယ်ဆယ်ရေးတွေတော့မင်းအောင်နိုင်ကခွင့်မပြုဘူးအားလုံးသိတဲ့အတိုင်းသူတို့စီစစ်ချက်သူတို့စစ်ဆေးပြီးတေချာသူတို့စိတ်ကြိုက်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ပဲခွင့်ပြုတယ်နော်တေချာစစ်ဆေးဖို့အတွက်လည်းဘွားစစ်ဆေးခံရင်အထက်ကညွန်ကြားလာမရလို့ဟိုအကြောင်းပြတဲ့ဒီအကြောင်းပြတဲ့အဖွဲ့အစည်းအားလုံးကိုကယ်ဆယ်ရေးမလုပ်ခိုင်းဘူးအဲ့အတွက်မသေးသေးမဲ့သေးနေရတဲ့အသက်တွေဒီနေ့ထိမိရချိုဆက်တွေမလောက်ဘူးမตาတွေထက်နေလို့ အဲ့လိုအချိန်မှာဘလို့စိတ်မျိုးနဲ့ဒလို့ခုံပေါက်ကဖုံပြီးတော့เนาะတချင်းနေဖွင့်မြူးမြူးကြွကြွလှုပ်ပြီးတော့ဒလို့မျိုးအပျော်အပါးကိုလုံလုံနိုင်ကြတာလေအဲ့တော့မင်းရောက်နိုင်အာနာသိန်းတာမဆန်းတော့ဘူးဗျတကယ်ပြောတာကျွန်တော်တိုင်းပြည်မှာမင်းရောက်နိုင်အာနာသိန်းတာမဆန်းဘူးဘာဖြစ်လို့လဲဒလို့မျိုးကြုံစိတ်များတဲ့လူတွေရှိနေတွေ့ရတော့เนาะဘယင်ယူးလေပေါ်လာမှာပဲဟုတ်တယ်မလားရှင်ဘယင်ယူးဆိုတာတယောက်တည်းယူးလို့မရဘူးဘယင်ယူးပေါ်တယ်ဆိုတာကြုံယူးတွေများတော့ နော်ကြုံဘဝဖြစ်တာကိုပျော်ပျော်ကြီးခံယူခြင်းနဲ့လူတွေရှစ်ဆရာကိုရှစ်ဆရာကောင်းမှမပြီးငါတို့ကနေညာတဲ့ဘဝရောက်နေပါလားငါတို့တိုင်းပြည်ကစုပ်ပြတ်နေပါလားသူများတိုင်းပြည်နဲ့ရှင်လိုက်ငါတို့တိုင်းပြည်ကဘာတွေ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 နေနေပြီလူနေမှုအဆင့်တန်းဘလောက်ကွာနေပြီနော်နိုင်ငံရည်ကျင်းမှုထုံတန်းဘလောက်ကွာနေပြီနော်ရည်ကျင်းမှုဆိုတာမြန်မာပြည်ကလူအများစုကနော်တတလုံးကိုးစားလာတယ်ဒါမြန်မာရည်ကျင်းမှုတတလုံးထမိန်ဝင်လာတယ်မြန်မာရည်ကျင်းမှုအဲ့ဒါအဲ့ဒါလာဝေရည်ကျင်းမှုထင်တာ လူရင်ကျင်းမှုဆိုတာကိုဘာမှမသိတဲ့အတိုင်းဝိုင်းများလာတဲ့အတွက်ဘယင်ယူတွေပေါ်လာတာရှက်စရာကြီးတော့အခုလာပြီးတော့နိုင်ငံတကာအခုထိုင်းရလဲထိုင်းကညှိချုပ်ဆိုဒါမြန်မာပြည်ရဲ့ကုညီကယ်ဆယ်ရေးအတွက်ထိုင်းစစ်တပ်ကိုချက်ချင်းဒီကုညီကယ်ဆယ်ရေးမှာကျွမ်းကျင်တဲ့စစ်သားတွေကို40ကျော်ဥဆောင်ပြီးတော့ချက်ချင်းလွတ်တယ်နော်အမေရိကန်ပါဝင်အခြားနိုင်ငံတွေအကုန်လွတ်တယ်ထိုင်ဝမ်အကုန်အတိအကျလုံထားပြီးမင်းအောင်နိုင်ပေးမလားလို့မလာဘူး အဲ့သူများနိုင်ငံတွေတက္ကပါလုံးကဒီတင်းကိုဟိုလေးကျော်ဖွင့်နေမြန်မာပြည်မှာပြည်သူတွေငလင်းတန်းဘလို့ခံစားရတယ်အဆောက်အုံဘလို့ပြတ်တယ်နော်အခုတင်တဲ့လူပေါင်း2000ကျော်ပြီနော်ဒုက္ခရောက်တဲ့ဒီငလင်းရောက်ထိခိုက်တဲ့လူက10000ကျော်တယ်နော်ကာလဝမ်းရောပြတ်အခုစကိုင်းမမှဆိုရင်ဝမ်းရောကနေဖြစ်နေပြီဘာဖြစ်လဲငလင်းရဲ့နောက်ဆက်သွဲပြဿနာတွေတောက်တော့ရင်ရှားပါတဲ့ကိစ္စတွေဈေးဝမလောက်မှုတွေအလောင်းတွေကမထုတ်နိုင်တဲ့အတွက်ပုံနဲ့နေထွက်နေပြီအဲ့ဒီပုံနဲ့နေရတဲ့စိတ်ကူးစက်ယောဂါတွေကထက်လာတော့မယ် သူများတွေဘဝတွေပြက်ပြီးတော့ဒီလောက်ဖြစ်နေတဲ့အချိန်မှာဘလုံးနှလုံးသားမျိုးနဲ့အဲ့ဒီအလုပ်ကိုလုပ်ကြတာစဉ်းစားလို့မရဘူး။ဒါကိုဥဆောင်တဲ့တန်ခါတော်ဆရာတော်တွေကလည်းမဆုံးမဘူးလားမသိဘူး။ဟဲ့ဒီကလာတော့မတင်ဘူး။နော်ဘလောက်ဝဲဖြစ်ဖြစ်မင်းတို့တွေရိတ်ခါတွေပစ္စည်းတွေဝယ်ကွဲနေတာအလူမကျွေးမမွေးမဟဝယ်ကွဲရချက်ပြုတ်ကွဲရရတယ်လားငလျင်ပင်ညာသွားလှုပ်လိုက်ပိုတော်ကုလို့ရအောင်မယ်။ဟာပိုဒါကြောင့်မို့ပြောတာ ဒီဘနိုင်ငံဒီမှာလေဟိုတချို့တည်းဘယံပဒံနေလို့ရှိရင်ကိုနဲ့ယင်းကြီးဆိုကျွန်တော်တို့ကပြောတယ်တားတယ်ဘာဖြစ်တားတယ်မင်းတယောက်ထဲဘယံပဒံလှုပ်လိုက်တာအခုဒီဘနိုင်ငံရောက်နေတဲ့မြန်မာပြည်သားတယောက်လမ်းလည်းကောင်ကိုင်းဝါပြီးဖူးထွေးထုတ်လိုက်တာအဲ့ဒါသူတယောက်ကိုတူတူအတွက်ဘာမှမဖြစ်သွားဘူးနိုင်ငံအတွက်ဖြစ်သွားတာဘာဖြစ်လို့လဲသူများအမြင်မှာဒါဟာမြန်မာနိုင်ငံသားလို့မြင်တာအဲ့ဒါလို့ပဲအခုသူများနိုင်ငံတကာကလာရောက်ကူညီကယ်ဆယ်ရေးလုပ်နေတယ်နော်အာအဲ့အခုလာကူညီတဲ့ကယ်ဆယ်တဲ့လူတွေတောင်မှပြန်သိမ်းနေရတာ ဘာဖြစ်လို့လဲငလင်ရအားလုံးပေါ့169ချိန်လှုပ်နေတယ်ဒီကြားထဲမှာဒီရစ်စနာသကဲဒီငါးအထက်တင်အောင်လှုပ်လာတာငလင်ရပြီးသေးတာမဟုတ်ဘူးထပ်လှုပ်နေတာဆိုတော့လာကူညီတဲ့လူထဲမှာဒီပြိုထားတဲ့အပြက်စီးတွေဝင်နှိုက်တဲ့အချိန်မှာအပေါ်ကထပ်ပြီးပြီးတော့အတက်ပေးရတဲ့လူတွေတောင်ရှိနေတယ်အဲ့တော့အဲ့ဒီအချိန်မှာသူတို့နိုင်ငံတွေအနေနဲ့ငါတို့ကတော့သွားကူညီပေးတယ်ကွာသူတို့နိုင်ငံသားတွေတော့မကြည့်ပါဘူးအပျော်ပါမပြစ်ပဲအဲ့ဒါသူတို့နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်ကလပ်မှာဘာမှပြောသလိုပဲ မင်းကမင်းကိုကုလိုလောက်တာလာမပြောသူတို့နားမလည်ဘူးမင်းကုလိုလောက်တယ်ဆိုတော့မင်းရုံကြည်ချက်မင်းတယောက်တည်းရုံကြည်ချက်လားသွားပြီမြန်မာပြည်စောက်ချက်ပွဲပြီဟမ်အိုးတော်တော်ဒါကြောင့်မလို့လေမင်းရောက်နိုင်အာနာသိန်းကနေသေးတယ်နေသေးတယ်နော်အဲ့လိုမျိုးကြုံယူတွေများနေပြီးနောက်ထပ်မင်းအောင်နိုင်မှာမဟုတ်ဘူးเนาะဒီနေဝင်းရစာပြီးအခုမင်းအောင်နိုင်မှာနည်းသေးတယ်နောက်ထပ်နောက်ထပ်အဲ့လိုဘရင်ယူတွေထွက်ထွက်လာအောင်ပါပဲ เนาะအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကဒီတစ်ချိန်ကတော့လွတ်ရင်လွတ်မလွတ်လို့ရှိရင်တော့မြန်မာပြည်ကလူနေစရာကောင်းတဲ့အရက်ဒေတာမဟုတ်တဲ့အမင်္ဂလာတိုင်းပြည်အမင်္ဂလာအရက်ဖြစ်မှာကျင်းနေတယ်နော်ဗုဒ္ဓဘာသာလို့ဗဇက်ကထေလောက်ပြောနေကြပါစေလက်တွေ့မှာဗုဒ္ဓဝါဒနဲ့လုံးဝလွဲမှားတဲ့အလုပ်တွေလုပ်နေကြတွေ့အဲ့ဒါဗုဒ္ဓဘာသာထွန်းကားတဲ့ညီထွန်းကားတဲ့ရေဖြစ်မလာဘူးဗုဒ္ဓဘာသာဆိုအင်မတန်ရိုးရှင်းတယ်နော်ရှင်းရှင်းလေးကိုရှောင်းလုပ်နေကြတာအဲ့လူတွေ ဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာကြည်ရှက်စရာကြီးဒီဗီဒီယိုဖိုင်တွေ့တာအံ့ဩလို့မဆုံးအဆအောင်မှကျွန်တော်တွေ့တာဆအောင်ကဒါအတုအောင်မေးလို့နောက်မှတေသာကြည့်လိုက်မှဟာပြောစရာစကားမရှိတော့တကယ်ငလင်ထိခိုက်တဲ့မန္တလေးမှာအမလေးခြုံမမင်ကကြိုးလေးနဲ့လှုပ်နေတာဟမ်အဲ့တော့ခြုံမမင်ကလည်းကိုဖင်နဲ့ကိုထိုးထိုက်လိုက်ကြတော့အမှ